မင်္ဂလာပါခင်ဗျာဒီကနေ့ကတော့လိန်လူနှစ်တက်သူတနိုင်ငံလုံးလူရဲ့10ရာခိုင်နှုန်းရှိပြီးတော့မှကမ္ဘာအဆင့်10ရှိတဲ့ထိုင်းနိုင်ငံအကြောင်းပြပြပေးမှာဖြစ်ပါတယ်ခင်ဗျာ World Population Review ကလက်တလောကောက်ထားတဲ့စစ်တမ်းတွေအရနိုင်ငံပေါင်း62နိုင်ငံကို LGBTQ+ လူရဲ့ကိုတွက်ချက်ပြီးတော့မှထုတ်ပြန်ခဲ့တဲ့စစ်တမ်းတွေအရတဦးတယောက်ချင်းစီရဲ့မိမိကိုယ်ကို lesbian, gay, bisexual, pansexual, omnisexual ဓမ္မမဟုတ် asexual ဖြစ်သတ်မှတ်ထားတဲ့တိတိထင်ရှားတဲ့အရေးတွေ့ရှိတဲ့နိုင်ငံတွေကြားမှာ ထိုင်းနိုင်ငံထိတ်တန့်စင်နိုင်ငံနဲ့ပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒီချက်လက်တွေကကိုကိုကိုတတ်မှတ်ထားတဲ့တဦးတယောက်ရှင်စီပါဝင်ပြီးတော့ထိုင်းနိုင်ငံကစပိန်နိုင်ငံ၊အာဂျင်တီးနားနိုင်ငံ၊ဩစတြေးလျနိုင်ငံ၊ဘယ်ဂျီယံနိုင်ငံနဲ့ဆွီဒင်နိုင်ငံတို့နဲ့တူတူနိုင်ငံလူဦးရေ၁၀ရာခိုင်နှုန်းရှိတယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ဇာတ်အရမှာတော့နယ်သာလန်နိုင်ငံကနိုင်ငံလူဦးရေ၁၄ရာခိုင်နှုန်းနဲ့အမြင့်ဆုံးမှရှိပြီးတော့ဘရာဇီးက၁၃ရာခိုင်နှုန်းနဲ့ဂျာမနီ၊ယူနိုက်တက်ကင်းဒမ်တို့က၁၇ရာခိုင်နှုန်းစီအသီးသီးရှိနေကြတာလည်းဖြစ်ပါတယ်။ တည်တည်တတ်တတ်ရှိတဲ့နိုင်ငံတွေမှာတော့ကိုကိုကို LGBTQ+ အဖြစ်သတ်မှတ်ထားတာကပုံမှန်လင်းလင်းရှိကြပေမဲ့လည်းကံမကောင်းစွာနဲ့ပဲအလောက်ကိုင်းလူမှုအတိုင်းဝိုင်းလက်ခံမှုလူမှုထောက်ပံ့တွေရရှိနိုင်မှုနဲ့ကိုရေးကိုရာလုံခြုံရေးတွေမှာတော့မမသေးချာမရေရာမှုတွေရှိနေပါတယ်။ဒီမရေရာမှုတွေကပုံမှန်အဖြစ်လက်ခံနိုင်တဲ့လူဖွဲ့စည်းတွေမှာတော့မသူတို့ရဲ့လိမ်မိုင်းဆိုင်ရာတင်းညွှန်းမှုတွေလိမ်သတ်မှတ်ချက်တွေကိုထုတ်ဖော်ပြောကြားလူစည်းကိုတည်ရောက်မှုရှိစေပါတယ်။ တကဘာလုံးတိုင်းတားရဝေါ်ပပူလေးရှင်းရီဗျူးကနေပြီးတော့မှာကဘာလူကြီးရဲ့ရှေ့ရကိုင်းနှုံလောက်ကဟိုမိုဆက်ချူရဲ့ဘိုင်းဆက်ချူရဲ့ဒါမှမဟုတ်ရင်ပန်ဆက်ချူရီဖြစ်တယ်လို့နီးဆက်ဆုံး2021ခုနှစ်ကအချက်လက်တွေပေါ်အရှိန်ပြီးတော့ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။80ရာခိုင်နှုံလောက်ကဟက်ထရိုဆက်ချူရီဖြစ်ပြီးတော့မှကျန်တဲ့12ရာခိုင်နှုံကတော့ထုတ်ဖို့ပြောကြားလို့စီမရှိကြဘူးလို့လည်းဆိုပါတယ်။စိတ်ဝင်စားစရာကောင်းတာကဒီအချက်လက်တွေကိုထုတ်ဖို့ပြောကြားတဲ့သူတွေကလူငယ်မျိုးဆက်တွေဖြစ်တယ်လို့ဆိုပါတယ်။ 2025မှာအသက်10နှစ်ကနေ26နှစ်ကြာရှိတဲ့ generation Z မျိုးဆက်တွေကသူတို့ကိုသူတို့ gay bisexual asexual ဓမ္မမို့ရင် pansexual ဖြစ်တယ်လို့ပုံမလင်းလင်းဝန်ခံလာကြတာများတယ်လို့လည်းဆိုပါတယ်။ millennial လို့ခေါ်တဲ့2025မှာအသက်20ခွန်ကနေပြီးတော့မှ42နှစ်ကြာရှိတဲ့သူတွေကတော့ဒုတိယမြောက်ထုတ်ဖော်ပြောကြားသူတွေဖြစ်ပြီးတော့မှ baby boomer လို့ခေါ်တဲ့1946ကနေပြီး1964ကြာမွေးတဲ့သူတွေကတော့သူတို့ကိုသူတို့ gay ဖြစ်ထုတ်ဖော်ပြောကြားလို့မှုအနည်းဆုံးဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့လည်းလူဦးရေအခက်ဖြစ်ရှင်ဆိုင်ရာကျွမ်းကျင်သူတွေကတော့ဒီခံမှန်းတက်ချက်မှုတွေကတရားဝင်မဟုတ်တဲ့ခံမှန်းချက်တွေကျင့်ရှိနေသေးကြောင်းလည်းသတိပေးထားပါသေးတယ်။ Transgender အကဘာလုံးဆိုင်ရာအိဗွယ်ဖွင့်ဆိုမှုခံခံမမမရှိသေးခြင်းနဲ့လိမ်ပြောင်းထားသူတွေတဦးတယောက်ချင်းစီကိုရေတွက်ဖို့စင်ခုံမှုတွေရှိနေတာကြောင့် Transgender တွေနဲ့ပတ်သက်လို့တော့ကဘာလုံးဆိုင်ရာချက်လက်တွေရရှိနိုင်မှုခက်ခဲတွေရှိနေပါသေးတယ်။မြို့တော်ပင်စစ်တမ်းနေရာနေပြီးတော့မှ LGBTQ+ လူဦးရေဇာတ်တွေထွက်ပေါ်လာတော့လဲပဲ။ ယဉ်ကျေးမှုဆိုင်ရာလက်ခံနိုင်မှုတွေနဲ့ကိုကိုကိုတီးပြနိုင်မှုချုပ်ထွေးမှုတွေကြောင့်မလို့အချက်လက်မှန်တွေနဲ့တော့အနေငယ်ကွဲပြားနိုင်ပါသေးတယ်။ကိုကိုကိုအတီးပြထားတဲ့နိုင်ငံလူဦးရေရဲ့10%ကနေရှိတဲ့ဒီထိုင်းနိုင်ငံကဒီအုပ်စုမှာပါဝင်လာတာကလည်းတိတာထင်ရှားတဲ့တူတယောက်ရှင်စီကနေပြီးတော့မှာ LGBTQ+ အဖွဲ့အစည်းတွင်းမှာရှိတဲ့အကြောင်းကိုပုံမှန်လင်းလင်းဝန်ခံထားတယ်လို့ညွှန်ပြနေတာဖြစ်ပါတယ်။ထုတ်ပြန်လာတဲ့နိုင်ငံလိုက် LGBTQ ရေအတွက်ရှိတဲ့နိုင်ငံစင်းတွေကတော့ Netherlands နိုင်ငံကနိုင်ငံလူဦးရေရဲ့14%ကိုင်းတော့ ဘရာဇီးနိုင်ငံက73ရာခိုင်နှုန်း၊ဂျာမနီက71ရာခိုင်နှုန်း၊ယူနိုက်တက်ကင်းဒမ်က71ရာခိုင်နှုန်း၊ကနေဒါက71ရာခိုင်နှုန်း၊ချီလီက71ရာခိုင်နှုန်း၊အမေရိကန်ပြည်ထောင်စုက10ရာခိုင်နှုန်း၊ထိုင်းက10ရာခိုင်နှုန်း၊စပိန်က10ရာခိုင်နှုန်း၊အာဂျင်တီးနားက10ရာခိုင်နှုန်း၊အော်စတြေးလျက10ရာခိုင်နှုန်း၊ဘယ်ဂျီယံက10ရာခိုင်နှုန်း၊ဆွီဒင်က10ရာခိုင်နှုန်း၊ပြင်သစ်က9ရာခိုင်နှုန်း၊ကိုလံဘီယာ9ရာခိုင်နှုန်း၊ပိုလန်9ရာခိုင်နှုန်း၊တူရကီ10ရာခိုင်နှုန်း အိုင်ယာလန်600ဂိုင်နှုန်းမက္ဆီကို600ဂိုင်နှုန်းအီတလီ600ဂိုင်နှုန်းစင်ကာပူက900ဂိုင်နှုန်းဂျပန်400ဂိုင်နှုန်းတောင်အာဖရိကက400ဂိုင်နှုန်းတောင်ကိုရီးယားက400ဂိုင်နှုန်းပီရူးက400ဂိုင်နှုန်းနဲ့ဟန်ဂရီက400ဂိုင်နှုန်းလို့ ဖြစ်ကြပါတယ်ဒီစစ်တမ်းနေရတော့ထိုင်းနိုင်ငံကမိမိကိုယ်ကိုမိမိခေးပါလို့တီးပြထားတဲ့လူကြီးကနိုင်ငံလူကြီးရဲ့10ဂိုင်နှုန်းရှိတယ်လို့ဆိုပြီးတော့မှထုတ်ပြန်လာတာတွေဖြစ်ပါတယ်ခင်ဗျာ